မိခင်ဖြစ်သူတရုတ်ဆောင်ခိုင်တင်းကြီးရဲ့အသက်53နှစ်ပြည့်မွေးနေ့လေးမှာတိန်80နီးပါးတန်မိုးရှိတဲ့ရတနာပစ္စည်းတွေနဲ့မွေးနေ့လက်ဆောင်ပေးပြီးတော့အမတ်တရအချစ်စကားဆိုခဲ့တဲ့တမင်းဖြစ်သူစံထိတ်ထားဦးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့လေးကတော့နိုင်ငံကျော်တရုတ်ဆောင်ခိုင်တင်းကြီးရဲ့အသက်53နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်တရုတ်ဆောင်ခိုင်တင်းကြီးကိုတော့1982ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာ ဒုတိယဗိုလ်မှူးကြီးမောင်မောင်နဲ့ဒေါ်ဝါဝါဆိုးတို့ကရန်ကုန်မြို့အမှတ်နှစ်စစ်ဆေးရုံမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ခိုင်တင်ကြီးဟာအနုပညာလောကမှာအနုပညာသက်တမ်းကြာရင်နေပြီဖြစ်တဲ့ဝါရင်အနုပညာရှင်တယောက်ဖြစ်ပြီးဒီနေ့ဒီချိန်ထိလည်းရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇလန်းတွဲတွေမှာအခါအခွင့်တင်တယ်လို့ပါဝင်တရုတ်ဆောင်နေသေးပဲဖြစ်ပါတယ်။တရုတ်ဆောင်ခိုင်တင်ကြီးကတော့အနုပညာသက်တမ်းတစ်လျှောက်အကယ်ဒမီထူးချွန်စုနှစ်ကြိမ်ရရှိထားသူဖြစ်ပြီး ဒီနေ့ဒီချိန်အထိလည်းသူမရဲ့တရုပ်ဆောင်ချက်တွေကိုသဘောကျနှစ်သက်နေကြဆဲပဲဖြစ်ပါတယ်။သမီးဖြစ်သူစန်ထိတ်ထားဦးဟာခိုင်သိန်းချီတို့ဇနီးမောင်နှံအတွက်တဦးသေးသောသမီးလေးလေးဖြစ်ပြီးငယ်စဉ်ကလေးဘဝကလေးကကျမ်းမရေးချူချခဲ့တာကြောင့်မိဘနှစ်ပါးစလုံးကတဲတဲလှုပ်ချစ်ပြီးတော့ဂယုဆိုင်ချင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့စန်ထိတ်ထားဦးကအရွယ်တစ်ခုကိုရောက်ရှိလာပြီးတော့အနုပညာအလုပ်တွေကိုလည်းလောက်ကင်လာခဲ့ကောင် သူမရဲ့ဝင်ငွေနဲ့မိခင်ဖြစ်သူအတွက်မွေးနေ့ surprise လေးလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ခိုင်သိန်းကြီးနဲ့စန်းထိတ်ထားဦးကတော့သားမိတွေဖြစ်ကြပေမယ့်ညီမတွေလိုအရွယ်မတိမရင်းနဲ့နှုပြိုနေကြတာကြောင့်အခုချိန်ထိနှုပြိုနေဆဲဖြစ်တဲ့တရုတ်ဆောင်ခိုင်သိန်းကြီးကိုပြည်သက်တွေကအားကျနေကြရတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးအနေနဲ့လည်းအသက်53နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်ခိုင်သိန်းကြီးအတွက်မွေးနေ့ဆုမွန်ကောင်းစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။